ဲအားလုံးပဲမင်္ဂလာပါနော်အားလုံးမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာရှိကြပါသည်ဗျာနော်ဒီနေ့ကြော်လာမိတ်တဟာချမ်းသာကိုစိတ်ရဲပါစေဟောနော်ကဲအားလုံးပဲမင်္ဂလာပါအားလုံးတော့ကျွန်တော်ကိုမားတွေအားလုံးပဲမင်္ဂလာပါဗျာနော်အဲ့တော့26ရက်နေ့ညနေ4:00နာရီကမှာတကွက်ကောင်းစိုက်တင်နေအပိုင်းပိုင်းနဲ့ထိုးခြင်းနဲ့เนาะတသက်ဆောင်မူစိုက်တင်နဲ့ ဖိတိမိမိပိုင်ပိုင်နဲ့လည်းထိုးကျင်တယ်ဆိုတော့အကူမနဲ့အားလုံးပဲဝင်လာခဲ့နော်ဝင်လာပြီးလက်မလေးရဲ့တန်းစီနေမယ် channel ကို subscribe နေရတဲ့ channel ကို subscribe နေမယ် comment မင်္ဂလာပါလေးရေးသားမယ်5မိနစ်တော့စောင့်ပြီးနော်အားလုံးသောမိတ်ဆွေတွေ5မိနစ်ပဲစောင့်ပြီး5မိနစ်ပြီအောင်စောင့်ပြီး3မိနစ်ပဲစောင့်ရအောင်ပါနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဝင်နေပေါ့နော်လူဆောင်အောင်စောင့်မှဖြစ်တဲ့အတွက်ကြောင့်မလို့နော်ထွက်လိုက်ဝင်လိုက်ဆိုကျွန်တော်ကုနေမှာထွက်လိုက်ဝင်လိုက်ဆိုလူကမဆုံမဆုံဖြစ်သွားလိမ့်မယ် အဲ့တော့5မိနစ်ပြည်တာနဲ့ကျွန်တော် live view live စတာ5မိနစ်ပြည်ပြီဆိုတာနဲ့ကျွန်တော် live ကိုအဆပြပေးမယ်နော်အဲ့တော့လမလေး dancing နေပြီးတော့5မိနစ်တော့စောင့်ပြီး5မိနစ်ပြည်အောင်လို့စောင့်ပြီးစောင့်ပြီး5မိနစ်ပြည်ပြီဆိုတာနဲ့ကျွန်တော်ကြောက်ကူမာတွေကိုကျွန်တော်ပြန်ပြီးတော့ပြပေးမယ်နော်အစားဆုံးအားလုံးပြန်ပြပေး ကဲအဲ့တော့လမလေးတောက်ချက်သိနေပြီးတော့စောင့်ဝင်မယ်ဗျာနော်ဝန်တိုင်းဝန်တိုင်းမလုပ်ပါနဲ့ထွက်လိုက်ဝန်တိုင်းလောက်တာကကြာတော့နော်လူစောင့်တဲ့နေရာမှာကျွန်တော်တို့ကဟိုလိုပြတာတရားတရားကိုစောင့်တရားကိုစောင့်နေအလောက်ကြသွားမှာဆိုလို့နော်ကျွန်တော်ကူမလေးအားလုံးပေါက်စေခြင်းလို့တစုတစည်းလေးအားလုံးပေါက်အောင်လို့ကျွန်တော်တို့လူလေးနည်းနည်းတော့စောင့်မယ်စောင့်ပြီးတာနဲ့ဟုတ်တယ်ဗောနော်ဒီဆိုင်လေးကိုကျွန်တော်ပြပေးမယ်ဗောနော်အဲ့တော့9မိနစ်ပြတာနဲ့ရှိတဲ့လူနဲ့ပြပေးမယ်တယောက်ချင်းတယောက်တယောက်ထဲပဲပြပေးမယ်နှစ်ယောက်ချင်းနှစ်ယောက်ကိုပြပေးမယ်နော် နော်9မိနစ်ပြည်တာနဲ့ရှိတဲ့လူအကုန်လုံးရှိတဲ့လူကြာပြီမယ်9မိနစ်တော့စောင့်ပြီနော်9မိနစ်အတွင်းမှာထပ်ပြပြီမယ်ဟုတ်နော်အဲ့တော့ကျွန်တော်26ရောက်ရနေညနေ4နာရီကျော်ဟောနော်တော့ဝမ်းကြီးရဲ့ကြီးရဲ့အဲ့ဒါလေးထပ်ပြပြီမယ်နောက်ပြီးတော့လက်တွက်တော့ကောင်းဆိုင်ဒီပါပြပြမယ်ဟုတ်ပြီနော်အဲ့တော့ကျောကြတသက်သာမူဆိုင်ရကတော့ဝမ်းကြီးကဒီညနေမှာ online ချိန် เนาะကီးကကျွန်တော်တို့ဘာကီးပြင်လဲဆိုတော့3 5 6ဒီနော်အဲ့တော့ခေါလေးခွန်တော့ခွန်ကခွန်ရှိဒီတော့လေးကလေးရှိ အာထူရမယ်ခနဲ6ကနော်ဒီညနေအာထူရမယ်ခနဲ6ကကြိုက်တာဟုတ်သူနော်နော်ကြိုက်တာဟုတ်သူကြိုက်တဲ့ခနဲကိုထိုးမယ်နော်ကိုကြိုက်တာကိုလုတ်ပါကျွန်တော် channel မှာရှင်းရှင်းလေးကိုကြိုက်တာကိုလို့ကျွန်တော်ပြပေးတဲ့ site ကိုကြည့်ကြိုက်ရင်ထိုးမကြိုက်ရင်ကြော်သွားပါဖြစ်ဘူးနော်သူကြီးထိုးရဲဆိုတာကလမ်းမေးရကြောက်ခဲသလဲကိုကောက်ပြီးထိုးလို့ရတဲ့ခဏမဟုတ်ဘူးเนาะငွေနဲ့ရင်းမိထိုးရတာကိုနဘူးကတွေး ချွေးပေါ့နော်ချိန်မချအောင်ခြာထားတဲ့ငွေနဲ့ထူရတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကြိုက်တာကိုလုပ်ပါကြိုက်တဲ့ထူမှသိုးပါနော်အဲ့တော့ဒီကောင်ကောင်းဆိုင်ကိုလည်းကျွန်တော်ပြပေးမယ်ကြိုက်တဲ့ဆိုမှထိုးပါအပင်ကဆိုင်ကလေးတွေပေါ့လှရတယ်နော်အဲ့တော့ကျွန်တော်ထွက်ဆိုင်လေးတစ်ချက်ရေးမယ်ကိုလေကိုလေနောက်ပြီးကကြတော့၄ကိုခွန်လေနောက်ပြီးတော့2 3 4 5 စစ်ပြီမင်္ဂလာပါတဲ့မင်္ဂလာပါလေးဟုတ်ကဲ့ပါမင်းနော်အားလုံးပဲမင်္ဂလာပါနော်ကြောက်ကူမတွေအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိကြပါစေဗျာနော်ဒူနိုင်40ဒီရှိတခေါ၄9ခွန်ကူ38 63တပူ ကဲအဲ့တော့ကျွန်တော်တို့ကနောက်ဘိတ်ဆိုင်ကလေးရနေစပြမယ်နော်နောက်ဘိတ်ဆိုင်ကနေပြီးတော့စပြီးတော့ပြပေးမယ်အားလုံးပဲအဲ့တော့တက်ညီလက်ညီတွေလက်မလေးတန်းစီနေမယ် channel ကို subscribe မြင်ရတဲ့ channel လေးကို subscribe နေပြီပါကွန်မန့်မှာမင်္ဂလာပါလေးတန်းစီပြီးတော့မှတ်သွားပြီပါနောက်ဘိတ်ဆိုင်ကလေးရနေပြီးတော့စပြီးတော့ပြပေးမယ်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီအဲ့တော့စပြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်အတစ်ချက်ကြည့်မယ်ပေါ့နော်ဒီနေ့ရဒီ9ရဒီ10ရ2 9 10ဒီ3လုံးပေါင်းခြင်းက နှစ်ရ9ရရှိရဒီသုံးလုံးပေါင်းခြင်းက9လို့ဖြစ်ခြင်းကြောင့်လေသူ့ရဲ့ဒီဆောင်သုံးလုံးပေါင်းခြင်းက9လို့ရိုက်ထားတယ်ဒီသုံးလုံးပေါင်းခြင်း9လို့ဖြစ်ခြင်းကြောင့်သူ့ရဲ့ဒီဆောင်သုံးလုံးပေါင်းခြင်းက9ဆိုပြီးတော့ထည့်ရိုက်တယ်ဟုတ်ပြီနော်ဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်း9လို့ဖြစ်ခြင်းကြောင့်လေသူ့ရဲ့ဆောင်သုံးလုံးပေါင်းခြင်းက9လို့ထည့်ရိုက်တယ်နော်အဲ့လိုရိုက်ပြီးတော့သူ့ရဲ့အောက်မှာလေဒီဒီသုံးလုံးပေါင်းခြင်းက ကျွန်တော်တို့ကရှစ်လို့ဖြစ်ချင်းကြောင့်သူ့ရဲ့ဒီဇောင်းသုံးလုံးမောင်းကြီးကရှစ်ဆိုပြီးတော့ထည့်ရရင်ဟုတ်ပြီနော်သုံးနောက်ပဲဒီသုံးလုံးမောင်းကြီးကိုဖြစ်ချင်းရောက်ဒီဇောင်းသုံးလုံးမောင်းကြီးကိုလို့ရိုက်ချင်းကြောင့်ကိုနောက်ပဲဒီသုံးလုံးမောင်းကြီးရှစ်ဖြစ်ချင်းကြောင့်ဒီဇောင်းသုံးလုံးမောင်းကြီးရှစ်လို့ရိုက်ရထားခြင်းကြောင့်သုံးနောက်ပဲအဲ့တော့ကျွန်တော်တို့ဒီဇောင်းသုံးလုံးမောင်းကြီးကတဲ့ကျွန်တော်တို့ကဘာဖြစ်မလဲ၄ရက်၉ရက်ပေါင်းတော့၃၃ရက်၈ရက်ပေါင်းတော့၁ ဒီဇောင်းသုံးလုံးပေါင်းခြင်းကတစ်လို့ဖြစ်ခြင်းရောက်ဒီဇောင်းသုံးလုံးပေါင်းခြင်းတစ်လို့ဖြစ်ပြရမယ်ဆိုရင်တို့ဒီမှာဘာနောက်ပိတ်ထည့်ပြရမယ်ဒီမိတ်ဆွေတစ်ချက်မှန်းပြီးသွားပါအဲ့တော့ဒီဇောင်းဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်ခြင်းရောက်ဒီဇောင်းသုံးလုံးပေါင်းခြင်းတစ်ဖြစ်ရမယ်ဆိုရင်ဒီမှာဘာနောက်ပိတ်ထည့်ပြရမယ်အလုံးပဲ၆နောက်ပိတ်မျိုးတွေရဲ့ဟုတ်လားဟုတ်လားနော် ဒီဆောင်သုံးလုံးပေါင်းရင်ဒီမှာလေ6 6ဆိုတော့9ဖြစ်ခြင်းကြောင့်9ကိုကြည့်ဖြစ်ရမှာဆိုရင်ဒီမှာ6တော့ပဲထည့်ပြရမယ်မှန်တယ်နော် WK မှန်ပါတယ်6တော့ပဲနော်အဲ့တော့ဒီ6တော့ပဲအဲ့ဒါနဲ့သူကမပြီးသေးဘူးตัวนอกแต่ดีมา6ผิดเฉียงจังเนี่ยดีอ่ะ4กูดีอ่ะ6นอกวิจังเฉียงดีตองตองลงมองเงินก็6หลูใช้เลยดีมา10ผิดเฉียงเนี่ยดีตองตองลงมองเงินก็10หลูแท้ใหญ่เลย ဒီမှာတစ်ဖြစ်ချင်းရောက်နေနော်ဒီမနက်မှာတစ်ဘူးကြာဆိုတာဒီမှာတစ်ဖြစ်ချင်းရောက်ဒီဆောင်သုံးလုံးပေါင်းချင်းကတစ်လို့ထက်ရိုက်မယ်ဆိုရင်လည်းပါကြာမလဲ6တော့ဝိပဲနားလေလားမသိဘူးဒီသုံးလုံးပေါင်းချင်းကြောင့်ကိုးကြောင့်ဒီသုံးလုံးပေါင်းချင်းကိုးဖြစ်တယ်လို့ဒီကိုးကြောင့်လည်းဒီကိုးဒီသုံးလုံးပေါင်းချင်းကကိုးဖြစ်တယ်ဒီသုံးလုံးပေါင်းချင်း၈ကြောင့်ဒီသုံးလုံးပေါင်းချင်း၈ဖြစ်တယ်လို့ဒီ၈ကြောင့်လည်းဒီသုံးလုံးပေါင်းချင်းက၈လို့ထက်ရိုက်တာလေ đi đông lô mao nhiên tiếp trên nhau đi đông lô mao nhiên tiếp trên rồi đi tiếp theo này đi đông lô mao nhiên ngàn tiếp lộ thay dài cả ai đó sau nào về sau nào về là sa cái ai đó cho nó lúc thấy gì sai thì thì chặt sẽ chỉ mẹ là mà đi đang sinh để về bài chi này đấy cái này chú đi về bài cái này cái này chú đi chi này ai chú bảo sao làm gì ai đó nào đây thấy gì sai điều ထပ်ကြည့်ပြမယ်ဒီနှလုံးပေါင်းချင်းကခွန်အိုက်ခွန်ကထိတ်စီးရခွန်ကူးလို့ကြဒီနှလုံးပေါင်းချင်းက6အိုက်6ကထိတ်စီးဆို63ကြဒီနှလုံးပေါင်းချင်းက2အိုက်2ကထိတ်စီးတယ်ဒီမှာကျွန်တော်တို့က2ထိတ်စီးလို့ကြမယ်ဆိုရင်26လို့ကြဟောသူကဒီတိုင်းမပြီးဘူးအဲ့တော့ဒီ26ကဘလို့နောက်တဲ့ဘလို့ထက်ချုပ်ထားတယ်ဆိုတော့ဒီနှလုံးပေါင်းချင်းကဒီနှလုံးပေါင်းချင်း၄ပြည့်ချင်းကြောင့်အိုက်၄ကတဲ့နော် တော့ကိုမိုင်းအားလုံးပဲရလာမသိဘူးเนาะဒီနှလုံးပေါင်းကြီးကျွန်တော်မိတ်ဆွေတွေအားလုံးပဲလေးဖြစ်ခြင်းကြောင့်เนาะဒီနှလုံးပေါင်းကြီးလေးလို့ဖြစ်ဖြစ်ခြင်းကြောင့်ဒီရှိရဲ့ဒီခွန်ရဲ့ဒီကိုရဲ့ဒီသုံးလုံးပေါင်းကြီးကလေးလို့ထပ်ဖြုတ်တော့ထပ်ဖြုတ်ပြီးသားဒီနှလုံးပေါင်းကြီးလေးလို့ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းကြီးလေးလို့ဖြုတ်တယ်ဒီနှလုံးပေါင်းကြီးရှစ်လို့ဖြစ်ခြင်းကြောင့်เนาะဒီသုံးလုံးပေါင်းကြီးကရှစ်လို့ထပ်ဖြုတ်ပြီးသားတယ်ဥပဒေနဲ့ဟုတ် အဲ့တော့ဒီနှလုံးပေါင်းခြင်းက6လို့ဖြစ်ခြင်းရောက်ဒီ3လုံးပေါင်းခြင်း6လို့ဖြစ်ပြရမယ်ဆိုဒီမှာရှိ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 ခြင်းရောက်ဒီအောက်မှာကျွန်တော်တို့ကဘာပရိတ်ဖြစ်ပြရမယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်ရမယ်6ဖြစ်ရမယ်ဆိုရင်ဒီမှာရှိရှိခြင်းရောက်ကျွန်တော်တို့ဒီမှာရှစ်ပရိတ်ထက်ထည့်ပြရမယ်အဲ့တော့နှစ်တိတ်စီ6နောက်ပိတ်နဲ့ရှစ်ပရိတ်နဲ့က26ဆိုပြီးတော့တကွက်ကောင်းเนาะเนาะ26ဆိုပြီးတော့တကွက်ကောင်း site တစ်ခုရှိမယ်เนาะမပြီးသေးဘူး ကဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးနောက်ဆက်ကလေးတွေထပ်ကြည့်မယ်ဆိုလက်မလေးတန်းစီပြီးနေပြီနော်ကိုကြည့်နေတာဘာမှအပန်းမကြည့်ဘူးတော့မျိုးတွေမတွန့်တို့နဲ့နော်ကြည့်နေတဲ့ဖုံးမှန်ဆပင်ကိုလက်ညိုးလေးနဲ့ဒီတိုင်းလေးလိုက်ရတာဘာမှအပန်းမကြည့်ဘူးနော်အဲ့လိုတွေနှိပ်ပြီးတုံညတင်းနဲ့ရှစ်ချောက်တဲ့တုံညတင်းနဲ့ရှစ်ချောက်သူပြောထွက်တာကဲအဲ့တော့နှစ်နာရီစင်းမှာတုံညတင်းမော်ဒယ်ကတုံညတင်းအင်တာနက်ကရှစ်ချောက်ဆိုပြီးတော့ထွက်ထားပါတယ်ဟောဒီမှာပါနော်တုံညတင်းနဲ့ရှစ်ချောက်ဆိုပြီးတော့ထွက်ထားတယ် ကဲအဲ့တော့ကျွန်တော်မိတ်ဆွေကအားလုံးပဲနောက်တဲ့ site လေးတွေထည့်ကြည့်မယ်နောက်တဲ့နောက်တဲ့ထိပ်စည်း site တွေနဲ့တို့တို့ထိပ်စည်းနောက်ပိတ်ဆက်ကတော့6နောက်ပိတ်ပေါ့နော်နောက်တဲ့ထိပ်စည်း site တွေကိုထပ်ပြီးတော့သွားကြည့်မယ်အားလုံးပဲလက်မလေးတန်းစီနေပဲ channel ကို subscribe နဲ့ရစေ channel ကို subscribe လေးနဲ့သွားပေးတယ်နော်အဲ့တော့နောက်တဲ့ site ကကြာသူကဘလို့လာထားတယ်ဆိုတော့နောက်တဲ့ site တစ် site ကကြာတော့ ဒီ6ရက်ဒီ9ရက်ဒီ10ရက်ပေါ့နော်6 9 10ဒီ3လုံးပေါင်းချင်းကကျွန်တော်တို့က6လို့ရခြင်းကြောင့်တဲ့နော်တိရှိခွန်ဒီ3လုံးပေါင်းချင်းက6လို့ဖြစ်ပေးထားတယ်ဟုတ်ပြီနော်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်း6လို့ရခြင်းကြောင့်တဲ့ဒီ3လုံးပေါင်းချင်းက6လို့ဖြစ်ပေးရတယ်နော်6 9 10ဒီ3လုံးပေါင်းချင်း6ဖြစ်ခြင်းကြောင့်တိရှိခွန်ဒီ3လုံးပေါင်းချင်းက6လို့ဖြစ်ပေးတယ် လေးရှိခွန်ဒီသုံးလုံးပေါင်းချင်းကကျွန်တော်မိတ်ဆွေအားလုံးပဲကိုးလို့ဖြစ်ချင်းကြလေးကို6ဒီသုံးလုံးပေါင်းချင်းကကိုးလို့ထပ်ဖြုတ်တာဟုတ်ဒီသုံးလုံးကဒီသုံးလုံးပေါင်းချင်းကိုးဖြစ်ချင်းကြောင့်ဒီသုံးလုံးပေါင်းချင်းကကိုးလို့ဖြုတ်ထားတယ်လို့ကျွန်တော်တို့ကဒီ1 9 6ဒီသုံးလုံးပေါင်းချင်းကနော်1ရယ်9ရယ်6ရယ်ဒီ နော်ဒီ6 6ဒီ3လုံးပေါင်းခြင်းက6လို့ဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်း6လို့ဖြစ်ပြရမှာဆိုရင်တို့ဒီမှာ3ည8ဆိုပြီး8 8ရင်းအောင်8ကိုကျွန်တော်တို့က6ဖြစ်ရဆိုရင်ကျွန်တော်တို့ဘာထိပ်စည်းထည့်ပြရမှာ8ထိပ်စည်းထည့်ပြရမယ်နားလည်လားမသိဘူးနားလည်လားမသိဘူး ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ပြရတယ်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ပြရတယ်အဲ့တော့ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ရမယ်ဆိုရင်ဒီမှာ3ရရဲ့ရှေ့ပေါင်းတော့8 8ကို6ဖြစ်ရဆိုရင်8ထိပ်စီထက်တယ်ပြရမယ်အဲ့တော့နောက်ဘက်က6နောက်ဘက်နဲ့ဆိုရင်86တစ်ခွက်မပြီးသေးဘူးနော်မပြီးသေးဘူးနောက်တစ်ဆိုက်ရှိသေးတယ်နော်လမလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပါ comment မှာမင်္ဂလာပါလေးရေးသွားပေးပါအဲ့တော့ နှစ်ချောက်တကွက်ရှစ်ချောက်တကွက်နှစ်ကွက်ရပြီထိပ်စည်းလိုက်ရကျွန်တော်မြင်သမျှတွေးမြလိုင်းရအကုန်လုံးအပင်ဆက်လိုင်းနေနဲ့မြင်သမျှတွေးမြလိုင်းရအကုန်လုံးကျွန်တော်ချပြပေးသွားမယ်ဟောကျွန်တော်ကူမကြီးအားလုံးပဲနောက်တစ်ဆိုင်ကိုထက်သွားကြည့်မယ်နောက်တစ်ဆိုင်ကသူကဒီကိုရဲ့ဒီတုံညာဒီလိုခွာပေါင်းချင်းကိုဖြစ်ချင်းကြောင်ခွာပေါင်းချင်းကိုဖြစ်ချင်းကြောင်မင်္ဂလာပါဆရာဟုတ်ကဲ့ပါမင်္ဂလာပါဗျာနော်တော်တန်းသေး နော်โอเคပါအနီမင်္ဂလာပါဒီခွာပေါင်းချင်း6လို့ဖြစ်ချင်းကြအောင်တဲ့၄ရှိခွန်ဒီ၃လုံးပေါင်းကြီးဒီတတိကံပုံစံဒီ၃လုံးပေါင်းကြီးက၉လို့ဖြစ်ပေးရဒီခွာပေါင်းကြီး၉ဖြစ်ခြင်းကြောင့်ဒီ၃လုံးပေါင်းကြီး၉လို့ဖြစ်ပေးရသလိုဒီခွာပေါင်းကြီး၅ဖြစ်ခြင်းကြောင့်ဒီခွာဒီ၃လုံးပေါင်းကြီးကလည်း၅လို့ဖြစ်ပေးရ၃ညာ၉၆ဒီ၃လုံးပေါင်းကြီးကလည်း၅လို့ဖြစ်ပေးရအဲ့တော့ဒီ၄လုံးပေါင်းကြီးပေါ့နော် ဒီခွာပေါင်းချင်းပေါ့ဒီခွာပေါင်းချင်းရှစ်ဖြစ်ခြင်းကြောင့်ဒီမှာဒီသုံးလုံးပေါင်းချင်းရှစ်လို့ဖြစ်ပြရမယ်ဆိုရင်တိရှိနှလုံးပေါင်းချင်းကိုးရှိခြင်းကြောင့်ကိုးကိုရှစ်ဖြစ်ရမယ်ဆိုဒီမှာဗာဒိတ်တယ်ပြရမယ်ဒီညနေဗာဒိတ်တယ်ပြရမယ်ကိုးထဲ6နောက်ဝိတ်နဲ့ဆို96နော်ပြန်ပြမယ်နော်ပြန်ပြမယ်ဒီခွာပေါင်းချင်းကိုးဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းကိုးလို့ဖြစ်ပြရတယ်ဒီခွာပေါင်းချင်း9ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း9လို့ဖြစ်ပြရတယ် ီခွာပေါင်းချင်း၈ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၈လို့ဖြစ်ပြရမှာဆိုရင်၉ထိပ်စီအဲ့တော့နေ6 6 6 6ခဏ3ခွက်ရသွားပြီเนาะခဏ3ခွက်ရသွားပြီเนาะနေ6ရဲ့6 6ရဲ့96ရဲ့ဆိုခဏ3ခွက်ရသွားပြီကဲအဲ့ပါထပ်ပြီးတော့ထပ်ပြီးတော့ခဏနောက်တဲ့တစ်ခွက်ရှိသေးတယ်เนาะအဲ့ခဏတစ်ခွက်ကိုကျွန်တော်အားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲတစ်ချက်လိုက်ကြည့်မယ် ဒီ၄ရက်ဒီ၄ရက်ဒီ၆ရက်၄၄၆ဒီသုံးလုံးမောင်းချင်းက၄ဒီကောင်းစီနီယံမူနဲ့ယူတာပါနော်ဒီ၄ရက်ဒီ၄ရက်ဒီ၆ရက်ဒီသုံးလုံးမောင်းချင်းက၄ဒီ၉ရက်ဒီ၂ရက်ဒီ၄ရက်၉နှစ်လေးဒီသုံးလုံးမောင်းချင်းက၅ဒီ၃ရက်ဒီ၂ရက်ဒီ၁ရက်၃နှစ်၁ဒီသုံးလုံးမောင်းချင်းက၆၉ရက်၁ရက်ခွန်ရက်ဒီသုံးလုံးမောင်းချင်းက၉၁ခွန်ဒီသုံးလုံးမောင်းချင်းကခွန်၈ရက်၄ရက်၆ရက် 8 6ဒီ3လုံးပေါင်းခြင်းက8 4 5 6ခေါ်8ပါ9ဆိုပြီးတော့ထပ်ပြီးတော့ဖြတ်မယ်ဆိုရင်4တို့စီနီယာရပါတော့4ဖြစ်ပြီးသွားရင်5ဖြစ်သွား6ဖြစ်သွား9ဖြစ်သွား10ဖြစ်သွားပြီး9ကိုထပ်ဖြစ်မယ်3လုံးပေါင်းခြင်း9ကိုထပ်ဖြစ်မယ်ဆိုရင်ဒီ9ရဲ့ဒီ3ညရဲ့ဒီကကနန်းရယ်ပေါ့နော်ဒီသုံးလုံးပေါင်းရင်ဒီသုံးလုံးပေါင်းရင်9လို့ဖြစ်ပြရမယ်ဒီမှာ9ရှိခြင်းကြောင့်9ကို9ဖြစ်ရအောင်ဆိုဒီမှာဘာတစ်စီးထည့်ပြရမယ် ုံညာထိပ်စီထည့်ပြရမယ်အဲ့တော့ချောင်းတော်ဝိနေဆိုရင်တုံညာချောင်းတက်ခွက်ကောင်းနားလည်လားမသိဘူးအားလုံးတော့မရှိဘူးကိုမရအားလုံးပဲနော်2 6 8 6 9 6တုံညာ6 4ခွက်တက်ခွက်ကောင်းဆိုင်အဲ့ဒီတွေကဘလူးပြန်နေပြီးတုံညာထိပ်ကတဲ့တုံညာထိပ်ဘလူးပြန်နေတော့မှ2 6 site ရှိတယ်8 6 site ရှိတယ်9 6 site ရှိတယ်လေကြိုက်တာကိုကြိုက်တာလိုက်ကြိုက်ရင်တုံမကြိုက်ကျွန်တော်ချက်နေမှာကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ပြပေးတဲ့အားကို ြည့်ကြည့်လို့ရတယ်ကြည့်ကြည့်ပြီးသွားကြိုင်ထိုးမကြိုင်မထိုးနဲ့ဒါအပွင့်လင်းဆုံးပြောတာလေဟုတ်တယ်မလားကျွန်တော်ကုင်မတွေထိုးရမှာကကြောက်ခဲသလေးနဲ့ထိုးရမှာမဟုတ်ဘူးလမ်းမေးကစက်ကူစာရွက်တင်နဲ့ထိုးရတာမဟုတ်ဘူးနော်ငွေနဲ့ထိုးရတာအဲ့တော့ကြိုင်ပါထိုးမကြိုင်မထိုးနဲ့ဟုတ်လားကျွန်တော်ကတော့မြင်တာတွေ့တာကိုပြပေးရမှာပဲနော်အဲ့တော့မြင်တာတွေ့တာကိုပြပေးရမယ်အပေါ်မှာကျွန်တော်ကုင်မတွေကကြိုင်ထိုးမကြိုင်မထိုးနဲ့နော်ရှင်းရှင်းလေးကျွန်တော်ဒီတက်ရှင်းတာဆိုဘာမှမရှိတော့ဘူးနော်နော်ဒီလိုရှင်းတာဆိုရင်ဘာမှမရှိတော့ဘူး ဒီနေ့နော်အဲ့တော့ကျွန်တော်တို့က2 6 8 6 9 6 3.6ဆိုပြီးတော့ကနန်း၄ခွက်ရမယ်နော်အဲ့တော့လက်တွက်တစ်ခွက်ကောင်း site ကနန်း၄ခွက်ရပါမယ်အဲ့တော့တစ်ခွက်ကောင်း site ကနန်း၄ခွက်ကိုကျွန်တော်တို့ကျွန်တော်မိတ်ဆွေကူမတွေအားလုံးပဲတစ်ချက်ဟောနော်တစ်ခွက်ကောင်း site မှာ2 6 8 6 9 6 3.6နော်အာမင်ခပ်ပါပါပါနော် ခပ်ပပအားဒါထုံးစံရအားခိုင်းရเนาะကြပြီဆိုရင်တက်တကွက်ကောင်းမယ်ကြနှစ်တိတ်သီ6နောက်ဝိရှစ်ပရင်းနဲ့90ကျောက်တကွက်ရှိမယ်7တိတ်သီ6နောက်ဝိနဲ့80ကျောက်တကွက်ရှိမယ်9တိတ်သီ6နောက်ဝိနဲ့90ကျောက်တကွက်ရှိမယ်3ညာတိတ်သီ6နောက်ဝိနဲ့3ညာ6တကွက်ရှိမယ်အားလုံး4ကွက်ဒီအပေါ်ကကနန်း6ကွက်နဲ့ဆိုရင်အားလုံး main 10ကွက်ပဲရှိမယ်နော်ထိုးကြပါလေနော်နော်ထိုးပါဆိုရင်တော့ထိုးပြော်တယ်နော်အဲ့တော့ခွန်3ခွန်5ခွန်7 4 3 4 5 4 8ဆိုပြီးကနန်း6ကွက်ရှိမယ် ဖြစ်6 6 9 6 3ည6ဆိုခဏန်း4ခွက်ရှိမယ်เนาะဒါပါပဲเนาะကြိုက်တယ်ဆိုတော့မိတ်ဆွေကထို့ကြိုက်ရင်ဆိုမကြိုက်ရင်ကြော့เนาะဒီနည်းပြူပြန်လာလို့အဲเนาะဘလိုကြီးပဲပြန်ပြန်ဗျာပြူပြန်လာလို့ရင်ကောင်းပြန်လာလို့ပဇင်းပြန်လာလို့အဲ့ဒါလေကျွန်တော်စိတ်ဝင်စားကျွန်တော်တွေ့တဲ့ဟာကျွန်တော်ပြပေးတယ်เนาะအဲ့ဒီမှာကျွန်တော်ကိုမတွေကကြိုက်တဲ့ဟာတို့မကြိုက်ရင်မထိုးနဲ့ဒါရှင်းရှင်းလေးပဲကျွန်တော်ဒီတက်ရှင်းတာဟိုမပြောတတ်တော့ဘူးเนาะ ကြားရင်ထိုးပါမကြားရင်မထိုးပါနဲ့ဒါပါပဲเนาะကြည့်အဲ့တော့အားလုံးပဲဗိုင်းပါနောက်ရကြမှာပြန်တွေ့ကြမယ်ကျွန်တော်ကူမကြီးနဲ့เนาะနောက်ရကြမှာပြန်တွေ့ကြမယ်